အားသောဝါနာချင်းညီကောင်တော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လာ၂ရက်နေ့ရဲ့နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကိုထုဖို့ပေါ်ရှို YouTube Channel လက်စစ်ဖို့ပေါ်ပိတ်နဲ့ Golden Ganna Brother ပိတ်ကနေကြီးစုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ ပထမဆုံးဒီမနက်ခင်းသတင်း၄ပုတ်မတင်ဆက်ခင်မှာဦးစောပထမပြောလို့တာကအပြောင်းရွှေ့ transpire နဲ့ပတ်သက်တဲ့သတင်းမပါသေးပါဘူး။ အတွင်းထဲက player တွေအကြောင်းပဲပါပါလိမ့်မယ်။ဟိုယောဂရက်နဲ့ဆက်စကိုအကြောင်းကိုကျွန်တော်နောက်ဆုံးချိန်ထိစောင့်ပြီးတော့သတင်းလိုက်ခဲ့တယ်။ဒါပေမဲ့ဒီမနက်ခင်းမှာအရန်ထူးတဲ့သတင်းမတွေ့ရဖြစ်တဲ့အတွက်ဒီအတွင်းထဲကသတင်းတွေလောက်ပဲတင်ဆက်ပေးတော့မှာပါ။အပြောင်းရွှေ့နဲ့ပတ်သက်တဲ့သတင်းမပေါင်းဆိုတော့ဒါဥစားပထမအတိပေးရပါလို့။ပထမဆုံးသတင်းတစ်ပုဒ်ကတော့ဒါအာဆင်နယ်သင်းစရာတွေထွက်ခွာသွားပြီးဖြစ်တဲ့ဂျော်ဂျီညိုနဲ့ပတ်သက်ပြီးနောက်ဆက်တဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးတော့မှာပါ။ဒီသတင်းကတော့ Vindicasa Grandi လို့ခေါ်တဲ့သတင်းထောက်တယောက်စီကနေကျွန်တော်ရတာပါလို့။အဲ့ဒါတော့ဂျော်ဂျီညိုကအာဆင်နယ်အသင်းစရာတွေပြီးတလားစောပြီးထွက်ခွာ ွာသွားတာဖြစ်တဲ့အတွက်အာဆင်နယ်စီကနေသူရမယ့်ပေါင်၈သိန်းကိုစွန့်လွတ်ခဲ့ရတယ်ကြားသိရတယ်ဆိုလိုချင်တာကသူသားဂျွန်လာအကုန်လီဆက်ပြီးရှိမယ်ဆိုအာဆင်နယ်ကသူ့ကိုပေါင်၈သိန်းပေးမှာဒါမဲ့ကစားသမားကဖလာမင်ဂိုအသင်းနဲ့အတူတူကလပ်ဝေါ်ကတ်ကန်ကျင်တာလည်းဖြစ်တဲ့အတွက်တစ်ဖက်ကကလပ်ကလည်းဒီကစားသမားကိုဆော့ဆော့လီတလားလောက်စောပြီးလိုချင်တာဖြစ်တဲ့အတွက်ကစားသမားအဲ့သူရပိုင်ခွင့်ရှိတဲ့အရာတွေကိုစွန့်လွတ်ပြီးထောက်သွားလို့ကြားသိရတယ်။ပေါင်ရှစ်သိန်းဆိုတာနည်းတဲ့ပမာဏမဟုတ်ဘူး။ကြောက်စရာကြီး ဒါပေမဲ့ကစားသမားတယောက်မှာတစ်ခါကျရင်ငွေကြေးထက်ပိုတဲ့အရာအများကြီးပဲတစ်ဖက်ကလပ်သင်းရဒီထက်ပိုတဲ့ပမာဏတစ်ခုနဲ့ကန်လန့်လို့ရောက်သွားတာလည်းဖြစ်နိုင်သို့တစ်ဖက်အသင်းမှာဆော့ရမယ်ပြိုင်ပွဲကြောင့်လည်းရောက်သွားတာဖြစ်နိုင်တယ်ကြိုကြိုညိုသာတလားလောက်ဆက်ပြီးတော့ဒီမှာရှိမယ်ဆိုရင်အဆင်ပြေသွားနိုင်တယ်ဆိုပေမဲ့တစ်ဖက်ကသူ့ကို၃နှစ် contract နဲ့လာပြီးကန်လန့်နဲ့ကလကဖလာမင်ဂိုဆိုတဲ့အချက်ကလည်းကစားသမားဒါရေရှိကိုကြည့်ပြီးတော့တလားစောပြီးပူပေါင်းလိုက်တယ် ထောင်မင်ရာစုဆိုတဲ့အပိုင်းပေါ့လေကျန်တဲ့ပိုင်းမှာဒီထက်များများအင်ကန်လည်းပြန်ဝင်စရာရှိလို့လည်းတူပါတယ်အဲဆိုတော့ဖလာမင်ဂိုသင်းနဲ့ကလပ်ဘောကတ်ကိုဒီဂျွန်လာတွဲမှာကံပါလဲဖြစ်သလိုအာဆင်နယ်သင်းစီရန်ကြီးပဲတလာစောပြီးတော့သူကထွက်ခွာသွားတာဖြစ်တဲ့အတွက်အာဆင်နယ်တို့ကသူ့ကိုပေးချရမယ့်ပေါင်၈သိန်း loyalty bonus နဲ့ပတ်သက်ပြီးတော့ပေးချစီရမလို့တော့ဘူးကစားသမားကဒီ ငွေကြေးပမာဏကိုတော့မရရှိခဲ့ဘူးပေါ့လေအဲ့တော့ဖီဖီဆိုရိုမာနိုရဲ့ဖော်ပြထားချက်အရဆိုကြံခဲ့တဲ့တပတ်လောက်တည်းကစားမအသင်းနဲ့ထွက်ခွာသွားပြီဒါတော့အတွင်းသတင်းအရကစားမမရလိုက်တဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဖော်ပြပေးတာပါအဲ့တော့အသက်33နှစ်ရွယ်အီတလီသားတော့ transfer market မှာ euro 10တန်းတန်ကြီးရှိရဆိုပေမဲ့အာဆီနယ်စီကနေထွက်ခွာသွားတဲ့အခါမှာတော့ပြောင်းရွှေ့ကြီးတပြားမှမရခဲ့ပါဘူးကစားသမားရဲ့အေဂျင်ရဲ့အာဆီနယ်တင်းတာဝန်ရှိသူတွေရဲ့ ဖလာမင်ဂိုတင်တောင်ရှိရဲ့၃ပွင့်တိုင်ဆွေးနွေးပြီးတော့ကစားသမားကိုဆော့ဆော့စီးပြီးခေါ်ထုတ်သွားခဲ့တာပေါ့လေအဲ့အတွက်ကစားသမားကတော့ဂျာတင်ကနေလှုပ်ခါလာစားတော့မရခဲ့ဘူးဖြစ်သွားပါပေါ့အဲ့တော့ဒီကစားသမားကတော့အာဆင်နယ်တင်းအတွက်ဒီရာဒီမှာ28ပွဲကစားထားတယ်ဒါပေမဲ့16ပွဲပွဲထွက်ထားပြီးတော့တကောသင်ယူထားပါတယ်နောက်ပိုင်းပွဲစဉ်တွေမှာဆိုတော့အသင်းမှာကပတိန်လက်ပတ်နဲ့အတူအာဆင်နယ်တင်းကိုနှုတ်ဆက်သွားခဲ့လို့ပြောလို့ရပါပေါ့လေဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ BBC Sport ကနေဖော်ပြထားပါပေါ့လေအာဆင်နယ်တင်းကဒီရာဒီမှာ Premier League သမိုင်းတက်လျှောက် ဝင်ငွေအကောင်းဆုံးယာစီတစ်ခုပိုင်ဆိုင်တဲ့ကလပ်သင်းတစ်ခုဖြစ်လာခဲ့ပါပြီ။ပရီးမီးယားလိသမိုင်းတလျှောက်မှာကလပ်သင်းအနေနဲ့ဝင်ငွေကြီးကောင်းကြလာမှန်းတယ်။ဒါပေမဲ့ဒီယာစီအာဆင်နယ်သင်းရဲ့ပြိုင်ပွဲဆုံးရတဲ့ဝင်ငွေကတော်တော်လေးကိုကျန်းသွားတယ်။ပေါင်194.8တန်းတိရှိခဲ့တယ်။ဒါကပရီးမီးယားလိရောချန်ပီယံလိရောအခြားဝင်ငွေကြီးရောပေါင်းလိုက်တာစုစုပေါင်းဖြစ်စီယူကိုတန်း300ကျော်တိရှိသွားခဲ့တယ်။ပရီးမီးယားလိမှာဆိုရင်ပေါင်100 89နှစ်တသမာ8တန်းတိရခဲ့တယ်။ဒါပရီးမီးယားလိမှာချန်ပီယံဖြစ်ခဲ့တဲ့လီဗာပူးထက်ဘာကြောင့်စုစုပေါင်းဥရောပပြိုင်ပွဲမှာငွေပိုဝင်ခဲ့လဲဆိုတော့သူတို့ကစီမီးထိပါတက်နိုင်ခဲ့တာ။ အထူးသဖြင့်ဗျာဒီယူပါလီတို့ကွန်ဖရင့်လီမှာပိုဆွဲခဲ့တဲ့အသင်းရင်ထက်ချန်ပီယံလီမှာဒီ quarter semi ရောက်ရင်တော့မတော်တော်လေးအင်ကန်းကောင်းတာပါဒါပေမဲ့သမိုင်းမှတ်တမ်းအရဆိုရင်တော့စူဖရာရတာဘယ်ကျွန်တော်ပို့ပြီးသဘောကျတာပေါ့လေဒါကတော့ငွေကြီးနဲ့ပတ်သက်ပြီးကျွန်တော်ပဲပြတာပါအဲ့ဆို home ground player တွေရောင်းချထားနိုင်ငယ်ဦးမှာလေဒါအရှိနှစ်တွေမှာဆိုစမီရိုးကို euro 30တန်းအဒီအန်ကက်တီယာကို euro 29တန်းဘာလုတ်ကကို euro တန်း30နဲ့ရောင်းချနိုင်ခဲ့တယ်အဲ့ဒါကအသက်တင်ဝင်တာ FFB rule တို့ PSR rule တို့မှာလေအဲ့ဒီ home ground player ရောင်းချနိုင်ဘူးကပတ်စံ အတရင်ဝင်တာကျွန်တော်ကစားမတူးကို၁၀တန်းနဲ့ဝယ်တယ်တန်း၂၀နဲ့ပြောင်းချတယ်၁၀တန်းမြတ်တယ်အဲ့ဒါကယူယိုတန်းကြီးဒါပေမဲ့အမှတ်တီအများကြီးပေးတာကတပြားမှမကုန်မနဲ့အကယ်ဒမီကထွက်တဲ့ပလေးယားကိုဈေးတွေအလိုရောင်းချနေတာဒါတော့အာဆင်နယ်ကအဲ့တန်း30တန်း20ကျော်ပမာဏပဲရလို့တချို့အသင်းတွေဆိုတဲ့မှာအတတင်းကြီးကိုရတာတပြားမှမကုန်မနဲ့အကယ်ဒမီကထွက်တယ်ပြီးရင်တန်း100ကောက်ကတ်လိုက်တယ်ဝယ်တဲ့အသင်းတွေလည်း80တရာပြီးဝယ်တဲ့အသင်းတွေရှိတယ်ပရီးမီးယားလိမာတယ် အဲကြောင့်မို့လို့ကလပ်အသင်းတွေက FFB Group PSL Group နဲ့အဝေးဝေးနဲ့အသင်းတွေကြီးလိုက်မယ်ဆိုရင်သူတို့ရဲ့ home ground player တွေရောင်းချနိုင်မှုကနေပြီးတော့အတတင်အမျက်ကိုပြနိုင်တာပေါ့လေပြီးတော့အသင်းရဲ့လောက်ခလာစာမြင့်ကစားမကြီးဖြစ်တဲ့တီယာနီတို့ဂျော်ဂျီညိုတို့ကိုလည်းဒါအလွတ်နဲ့လက်လွတ်လိုက်ရဖြစ်တဲ့အတွက်နှစ်ယောက်ကတယောက်ကိုတသိန်းတသောင်းစီအောင်ပေးချေထားတာနှစ်ယောက်ဆိုရင်တော့အာဆင်နယ်အသင်းအနေနဲ့ဒါတော်တော်လေးကိုမှတနည်းလောက်ခလာစာဆိုရောကြတော့မယ်ပြောလို့ရတယ်အထူးဖြင့်ပါတီတယောက်ဆိုလောက်ခလာစာ ရောကြသွားတယ်ပြောလို့ရတယ်အဲ့တော့စတာလင်တို့နက်တိုတို့လည်းအငှားနေပြီးတော့ပြန်ပြီးသက်ဆိုင်ကလပ်တွေကိုပြန်ပြီးအက်လိုက်တာဖြစ်တဲ့အတွက်လောက်ခရတာရှော့ချနိုင်ခဲ့တယ်အဲ့တော့အာဆင်နယ်သင်းနေနဲ့ဒီຫນွေဈေးကွက်မှာ ပေါင်တန်း200ကျော်သုံးမယ်ဆိုလို့ရှိရင်လည်း FFB တို့ PP PSR rule တွေနဲ့အဝေးကြီးပဲဆိုပြီးတော့သတင်းတွေကပေါ်ပြနေတယ်တကယ်အာဆီနယ်သုံးမယ်ဆိုလို့ရှင်သုံးလို့ရတဲ့အနေထားဒါ ਉ မှကျွန်တော်တို့ကဈေးကွက်ထဲမှာကြိုက်တဲ့လူမတွေ့ပါဘူးဆိုပြီးပုံစံမျိုးနဲ့စင်ကြေးပေးမယ်ဆိုလို့ရှင်တော့ပါးတွေပဲဖျက်ချင်စရာကောင်းတော့တယ် ကျွန်တော်ကအဲ့လိုပဲထင်တယ်ညီကိုတော့ဘလို့ထင်လဲအာဆင်နယ်အသင်းနေနဲ့ကြံခဲ့တဲ့စောင်းစည်းကွက်နှစ်ခုမှလည်းလူမဝယ်ခဲ့ဘူးကြံခဲ့တဲ့ຫນွေစည်းကွက်မှလူဝယ်ခဲ့တယ်ဒါပေမဲ့ကြံခဲ့တဲ့ຫນွေစည်းကွက်မှာတော့အာဆင်နယ်အသင်းဒီ UO 108တန်းဝယ်ယူခဲ့တယ်ဒါပေမဲ့ပြန်ရောင်းချမှတ်နေ UO 83တန်းရှိတယ်အဲ့အတွက်အာဆင်နယ်အသင်းအသက်တင်အိတ်ဆိုင်ပြီးဝယ်ခဲ့တာ UO တန်း20ဆုံးဆုံးပဲလို့ရှိတယ် ဲ့အတွက်အာဆင်နယ်သင်းနေနဲ့ကြံခဲ့တဲ့စောင်းစည်းကွက်နှစ်ခုမှလူမဝဲခဲ့ဘူးဝဲခဲ့တဲ့ຫນွေစည်းကွက်မှလည်းယူတန်း20လောက်ပဲတုံးထားတာဖြစ်တဲ့အတွက်ဒီရာသီမှာအာဆင်နယ်နဲ့ယူရိုပဲဖြစ်ဖြစ်ပေါင်ပဲဖြစ်ဖြစ်တန်း200ကျော်လောက်တော့ကောင်းကောင်းသုံးလို့ရတယ်တန်း250ရဲ့လောက်ထိသုံးလို့ရှိရင်တော့မှ PSR တွေ FFP rule တွေနဲ့အဝေးပဲရှိရဖြစ်တဲ့အတွက်ဘုတ်ဖွဲ့အသင်းကိုတကယ်အောင်မြင်စေချင်တယ်ဆိုရင်တော့ငွေသုံးဖို့လိုအပ်တယ်ငွေမတုံးလို့ရှိရင်တော့ကလပ်တင်းကဒီတိုင်းလိမ့်ဖဲလိမ့်မယ်နဲ့ရှင်ရင်းဆွဲကဘာစင်ကစားသမားကြီးတောင်မှဒီအတင်းက ီလောက်ပဲလားဆိုပြီးတော့ထွက်ခွာတော့ဖို့ရှိရပေါ့လေအဒါကျွန်တော်တို့သွားလုပ်ပြလို့ရတဲ့အရာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးဝိုင်းပြီးဝေပိုင်းနေပဲဒီအသိကသူတို့လုံဆာရှိရဲ့လမ်းကြောင်းမှန်ပေါ်ပြန်ပြီးရောက်လာလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်တက်တဲ့မြောက်သတင်းတပုတ်ကတော့သတင်းထောက်အလန်နီစုံဖော်ပြထားပါလေဒါကတော့အိုင်ကိုတိုင်ယွန်လို့ခေါ်တဲ့ကစားသမားလေးတော်တော့တိုက်စစ်ကစားသမားလေးအာဆင်နယ်သင်းဟာအနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ invest လုပ်တဲ့အနေနဲ့ black band သင်းရဲ့တိုက်စစ်မှုလေးအင်ကိုတိုင်ုံကိုပေါင်တသန်း black အပိုစုကြီးနဲ့ခေါ်ယူဖို့အတွက်ပြင်ဆင်နေရလို့ကြားသိရပါတယ်။ဒီသတင်းကိုတော့အလန်ဒီဇွန်စီကနေကျွန်တော်ဖော်ပြရတာပေါ့လေ။အဲ့နံမှာအပိုစုကြီးဆိုတာကစားသမားရဲ့ performance ပွဲကစားနိုင်မှုပေါ်မူတည်ပြီးတော့ထပ်မံပြီးတော့ black band ကိုနောက်ထပ် bonus တွေထပ်ပြီးပေးသွားမယ်။စုကြီးထပ်ပေးမယ်သဘောမျိုးပေါ့လေ။ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ arsenal ရဲ့အဲ့ဒီကံလန်းမှုတွေရောက်လာမလားဆိုပြီး black band နဲ့မျှော်လင့်နေဆိုပြီးတော့သူတို့ကဖော်ပြတာသူတို့ကဒီကစားသမားကိုရောင်းချဖို့ တ်ဆန္ဒရှိနေအသက်က18နှစ်ပဲရှိသေးတယ်အင်္ဂလန်သားအင်္ဂလန် U19 မှာကစားနေတယ်ကလပ်မှာဆိုရင်တော့ Blackburn U21 မှာကစားနေကျောနှစ်ဘက်32ကိုဝစ်စင်ကစားပြီးတော့ဒီကစားမှာတော့2024ခုနှစ်စက်တင်ဘာလ14ရက်နေ့ကချန်ပီယံရှစ်မှာလူစားဝင်ပြီးကစားခဲ့တယ်အဲ့တုန်းကတော့ Bristol City ကို3-0နဲ့ Blackburn Rovers နိုင်တော့ပါလေအဲ့ဒီပွဲစဉ်မှာသူကတော့89မိနစ်မှာလူစားဝင်ပြီးကစားခဲ့တာအဲသူအနေနဲ့ချန်ပီယံရှစ်မှာတော့ပွဲထွက်ခဲ့ဘူးတဲ့ record တခုတော့ရှိခဲ့ပါလေအဲ့တော့ဒီ18နှစ်သားအာဆင်နယ်တို့ဝယ်မယ်ဆိုရင်အနာဂတ်မှာအားကိုးရနိုင်တဲ့တိုက်စစ်မှုတူဖြစ်လာမလားစောင့်ကြည့်သွားပါပါဒီဘောက်ပမာဏလေးနဲ့တော့ရင်းနှီးမြုပ်နှံသင့်ပါတယ်တက်တန်းလောက်ပဲပေးရတယ်ပေါင်9သိန်းလောက်ပဲပေးတယ်ရင်းနှီးမြုပ်နှံပါပဲကောင်းလာလို့ရှိရင်တော့အသိကြီးအတွက်ကြီးပဲအာဆင်နယ်ခုနောက်ပိုင်းတိုက်စစ်မှုလေးတော်များဝယ်စုလာတာတွေ့ရတယ်အထူးသဖြင့်ဂိုးသမားရော့ပေါ့လေဒါအနာဂတ်စီနယ်လေးပဲအသိကြီးအတွက်တခုအထောက်အကူဖြစ်သွားမလားမာတီစကာရဲ့လက်ရည်များဖြစ်လာမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်သွားမှာပါ ဒီ season လေးကိုဒီကဝင်ကြီးပန်ဟုံးပြီးတဲ့ show ပေါ်လုံး online အကျုံလဲကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်3996 6363လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်ဒီလိုသတင်းတွေအများနဲ့တင်ဆက်နိုင်ဖို့တော့ကျွန်တော်တို့နောက်ွယ်နေပန်ဟုံးပြီးတဲ့ show ပေါ်လုံးမှာလာပြီးဆော့မယ်ဆိုတော့စောစောတော့ Viber ဖုန်းနံပါတ်လာပြီးတော့ဆော့လို့ရပါတယ်ကျွန်တော်ကိုယ်တိုင်ဒီမျက်နှာရင်းနဲ့ကြီးညာထားဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာကစားလို့ရပါတယ်အကယ်၍ဘယ်မှာဆက်သွယ်မှန်းမသိ Messenger မှာကျွန်တော်စီမှာလာပြီးတော့မေးမြန်းလို့ရပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Premier League Official ဖော်ပြထားပါဗောလေအဲ့ဒါကတော့2025 2026ဘော ောလုံးရာသီရဲ့ပရီးမီးယားလိပွဲစဉ်ဇယားပွဲစဉ်တစ်ကနေပွဲစဉ်38ထိဇယားနဲ့ပတ်သက်ပြီးတော့ဒါဂျွန်လ16ရက်နေ့ကြာလို့ရှိရင်တော့မြန်မာစံတော်ချိန်မနက်9:00နာရီမှာတရားဝင်ထုတ်ပြန်မယ်လို့ကြားသိရတယ်။စိတ်ဝင်စားဖို့ကောင်းရင်ဘဲကလက်သင်းတွေကတော့ယာဒီစဘလို့ပွဲကြက်မလဲဘဲကလက်သင်းတွေကတော့ယာဒီနှောင်းမင်းပွဲကြက်မလဲဆိုတော့ငင်းခုန်ကြအောင်ပဲဗောလေ။ဒီဟာကလည်းသူတို့ random ကြတာဆိုတော့ကျွန်တော်ကြည့်ရမယ်။ကျွန်တော်မနစ်ကဆိုရင်တော့အာဆင်နယ်ကဒီ ဟူတို့အက်စတွန်ဗီလာတို့နဲ့ရာသီစာနှစ်ပွဲကန်ခဲ့ရနှစ်ပွဲလုံးကနိုင်တယ်ဘရိုက်တန်နဲ့ပွဲမှတည်ရထားကြတယ်အဲ့ဒီမှာလဲကွန်ဒိုဘာရှယ်ဖျက်တီအများကြီးပဲတည်ရကြတဲ့ပွဲစဉ်ပါလေအဲ့တော့အာဆင်နဲ့အသေးအနေနဲ့ဒီရာသီမှာရောရာသီစာပွဲစဉ်နှစ်ပွဲကဘယ်သင်းနဲ့ကြာမလဲကျွန်စောင့်ကြည့်သွားမှာပေါ့လေပြီးတော့ဒီမှာတစ်ခုပြောချင်တာကမနီးယားညမြန်မာဆိုလိုချင်း6ပွဲ9နိုင်လောက်ကမှအပြောင်းရွှေ့ဈေးကစပြီးဖွင့်တာဖြစ်တဲ့အတွက်ကျောညီကိုမောင်နှမတွေကတော့လိုချင်တာပေါ့လေနော်ဟိုကစားမမရောက်သေးဘူးလားဘာညာနဲ့ကျွန်တော်တို့ကလေလေဟီဝီကိုဖြစ်ပြီးဆိုပြီးကျွန်တော်တို့လည်းအဲ့လိုပြောချင်တာ ဒါပေမဲ့ကျွန်တော်တို့ကမဟုတ်ပဲအဲ့လိုထပြောလိုက်လို့ရှိရင်ကျွန်တော်တို့တစ်ခါပဲလူတွေကကြည့်မှာပေါ့ကျွန်တော်တို့အမြဲတမ်းမှန်တဲ့စကားပဲပြောရမယ်နောက်ဆုံးကျွန်တော်သတင်းလေးတစ်ပုတ်ယူလာပြီးပြောလို့ရှိရင်တော့ဘလို့ရေဒီသတင်းကတော့ဘယ်သတင်းထောက်စီကဘလောက်ပဲယုံကြည်ရတယ်ကျွန်တော်အမြဲတမ်းပြောတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကစားသမားတစ်ယောက်ဂျာစီမကင်သေးသူရေပေါ်ပြသမျှသတင်းတွေဒီကျွန်တော်တို့ကိုယ်လည်း risk တော်တော်ကြီးရဲ့အဲ့ဆိုအာဆင်နယ်အသင်း ဘယ်ကစားမတွေခေါ်မလဲဆိုတာကိုတော့ကျွန်တော်တို့ဒီနေ့ကနေစပြီးရင်ခုန်လို့ရပြီဒါပေမဲ့တခုရှိတာကဒီတရက်နေ့ရနေပြီးတော့၁၀ရက်နေ့အတွင်းအပြောင်းဖြူစည်းကောက်ဖွင့်တယ်အဲ့၁၀ရက်နေ့ရနေပြီးတော့၁၅ရက်နေ့ညာအထိကအပြောင်းဖြူစည်းကောက်ကပိတ်တယ်၁၆ရက်နေ့ကျမှပြန်ဖွင့်မယ်ပြီးရင်စက်တင်ဘာလ၁ရက်နေ့အထိအပြောင်းဖြူစည်းကောက်ဖွင့်ထားမယ်ပေါ့လေအဲ့လိုဆိုအာဆင်နယ်တီးနေနဲ့ဒီအပြောင်းဖြူစည်းကောက်ထဲမှာဘယ်ကစားမတွေခေါ်မလဲကျွန်တော်ကတော့လေယောဂရက်ကောဆက်စကောနှစ်ဦးလုံးခေါ်လိုက်စီခြင်းတယ်ဘာလို့ဆိုအသင်းကလည်းပရီးမီယာလိတမိုင်းတစ်ချောင်းမှာဝင်ဝင်အကြမ်းဆုံးယာတီဖြစ်ထားတယ် သုံးညနိုင်နဲ့သုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်ထင်ပါတယ်ဝင်းကကစားမကုန်းကုန်းတူးရဲအထောင်တူးရဲပဲကျွန်တော်ဝယ်မယ်ထင်တယ်ဆတ်စကိုနဲ့ယောဂရက်နှစ်ယောက်လုံးခေါ်လိုက်တော့အတိုင်းနဲ့လုံးပေါ့ဖြစ်နိုင်ကြီးတော့နေပါတယ်ဆတ်စကိုပဲခေါ်ခေါ်ယောဂရက်ပဲခေါ်ခေါ်နှစ်ယောက်ထည့်ရတယောက်ရဖို့လိုတယ်မရလို့ရှိရင်တော့ကျွန်တော်တို့ရှေ့သွန်းနေသွားပြီးတော့ဆဲကြတာပေါ့ကဲအဆုံးထိကြည့်ပြတယ်လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ